ဒါကြောင့်ကိုအမွေတသက်အခုတချင်းလေးတပုတ်မင်းနဲ့ရွာကိုလွတ်နေမဆိုးခင်ပေါ့နော်ဟုတ်ကဲ့တောင်းတာလေးမဆိုးခင်ဟုတ်အဓိကကျွန်တော်ကြည့်သူဆက်ချင်တာလေးကတော့တခြားမဟုတ်ပေါ့မင်းရှိမြန်မာလို့ကဘာကတိလိုက်ပြီးဆိုကြရတဲ့အတိုင်းဟုတ်မြန်မာပြည်ဘာနိုင်ငံလို့အများကမြင်တယ်လေ စာကျူရေးနိုင်ငံပေါ့ဗျဟုတ်လားဟုတ်ကဲ့တိတ်ပန်နီးကြကြတဲ့သူများနိုင်ငံလောက်မထွန်းကားဘူးဟုတ်ငကိုကလေးအတိုင်းစာကျူရေးနိုင်ငံတောင်တုံးလေသမားဥကြီးများအရင်အမြစ်ဒီကနေပဲသွားကြတယ်ဟုတ်ကဲ့ဒါကြောင့်အရင်မြစ်ကနေစတော့ဘယ်တော့နွားများကနေအတူတူဟုတ်လားလုတ်ပေါ်ကြိုက်ဘက်တည်းဟုတ်ပါမဒါဆိုတော့ကိုဝမ်းမွေးပိုလီအမင်းရှိဆရာထမင်းဝိုင်းအလေကဟင်းတခွန်းလို့တချင်းလေးတပုတ်ထပ်ပြီးကတော့ကြည်အောင်ဟုတ်ကဲ့ဒါပြီးရင်အမင်းနဲ့ယူအကိုလွမ်းနေဦးစိုးမှတီးအောင်မှာနော်စိုးပြီးမှာနော် ဟုတ်ကဲ့ဗျာအခုကတော့တောင်းတာလေးလည်းကြားမမဆိုးလို့ဟုတ်ကဲ့ဗျာဘာကြကျန်တာကြောင့်ဖို့ပေါ့မနှက်ပိုင်းကြတော့လေဆိုးလို့တော့ရတယ်ဟာသွားကြလာကြတာဝင်ကြတာထွက်ကြတာနဲ့အာယုံကတရားရကနုမရမမ50 50ပဲဟုတ်ကဲ့ဟုတ်လားဟုတ်ဒီလိုအချိန်ခါမှာနောက်ပိုင်းတို့အဝေးရနေနားထောင်တဲ့လူများတချို့မန်းနေတဲ့မလာနိုင်လို့အိမ်ကနေနားထောင်တဲ့လူတွေအများကြီးဟုတ်ကဲ့ဗျာကဲသူတို့တို့လည်းပြီးတော့တင်ဆက်ပေးမယ်အခုတော့ထမင်းဝိုင်းအလေကဟင်းတစ်ခွက်ဟုတ်ကဲ့ ရောက်ခဲ့ပြီပုံစံရဦးကြီးတခင်ရဲ့လူရအကျဉ်းဆုံးပြီပြီမဲအခုများငါအသွေးဟူယူငါအတန်းကိုစားသုံးမူရငါတကူပြီးရပြီပေါ့လူရပါပြီငါရဲ့တခင်ထိုင်ရနေစီရငါဘဝမှာ

ကျိတ်ဆုံးပြီးမင်းအခုများတော့ငါအသွေးဟူယူငါတောင်းစားတော့မယငါတကူစရိယာပြီးပေါ့လူရပါဝင်ငါရဲ့တခေထာယနေစရာငါဝငါတကူစရိငါပြီးစပါ ေကျေးဇူးရှင်တော်များဟုတ်ဟဲ့လားဟုတ်ကဲ့ဒီနေ့အချိန်ထိလေတောင်းတလေသမားတွေပြစ်ပယ်လို့မရမရပါဘူးယားလောကမှာခြေလေးကြောင်းသောတရားတွေရှိကြတာတဲ့ကိုဝမွေးရဟုတ်ကဲ့လူတွေအတွက်အခိုက်အတန့်ပဲတုံးရတယ်တဲ့မမဟုတ်ပြီနော်ဟုတ်ကဲ့နောက်ဆုံးဝေးဝေးမကြည့်နေတဲ့နွားလူပဲဗလာတောင်းတော့ခိုင်းကောင်းတာကြွေးကြီးများလည်းရှိကြဟုတ်ကဲ့ဟုတ်တယ်နော်အချို့တောင်းသူတွေခိုင်းကြပါသေးတယ် ခိုင်းကြတယ်ဟုတ်ဒါပေမဲ့ကျွန်တော်မေးကြည့်ဘူးတယ်မြင်းအနောက်ဖက်မှာဟုတ်ကျွဲတွေတုံးလို့ဘလို့တုံးလို့ဦးကြီးတို့ကျွဲကြီးတွေဗျာဗလာတွေကလည်းကောင်းမကောင်းနွားတွေအနာပေးလို့ကျွဲကြီးတွေကြီးခိုင်းရင်ကောင်းတော့ဘူးလားလို့ဆိုတော့ဆိုင်းစီယာမထင်နဲ့တဲ့ကျွန်တော်တို့စီမှာဇကပုံရှိတယ်တဲ့နွားပန်းရင်အာမွေကျွဲပန်းရင်ဓာသွေးတဲ့အဲ့ဒါဘာအဓိပ္ပာယ်လဲလို့မေးတော့နွားများခြေကုန်လက်ပန်းကြလို့ဝတ်သွားပြီဆိုတာ ਨੇ ပြန်အောင်မွေးပြီးခိုင်းလို့ရဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကျွဲမြာပန်းလို့ခြေကုန်းလက်ပန်းကြဝတ်သွားပြီဆိုရင်ဘလို့အောင်မွေးမွေးလည်းပြန်ခိုင်းမရတော့ဟုတ်ကဲ့ဓာတာသွေးလိုက်တော့ဒီတော့ဟုတ်ပြီနော်အနီးဆက်ဆုံးခွန်အားတန်နာခြင်းသွန်းတူနေတဲ့ကျွဲမြားတော်မှာနွားတွေတော့လူပေါ်မှာအသုံးမဝင်တာဟုတ်ကဲ့ဘုရားမွေးဒါကြောင့်ဟောဒီတချင်းနဲ့ဂုံမြူးချင်းမှာခမညာဟုတ်ကဲ့တချင်းနာမည်ဘာတဲ့ထမင်းဝိုင်းအလေက ဟင်းတက်ခွာပါကျွန်တော်ဒီလိုလေးကျွန်တော်အုံတော့နဲ့တိစလောက်ဖန်ပြီးထားတာတော့ပါရဲ့ဒါဒီဘာကမြတ် တင်ခါရမုံရောက်ခဲ့ပြီပုံစံရာဦးကြီးတခင်ရဲ့လူရအကျိတ်ဆုံးပြီးရဲ့ပြီမင်းအခုများတော့ငါတွေ့ဦးယူငါတောင်းစားတော့ရငါတကူပြီးရပြီပေါလူရပောင်းဝင်းငါရဲ့တခင်

ခုံခွေမတယုကံရရှာအော်တခင်လူမကြရဲ့ပြင်းနင်းလည်းကြည်လို့ကြောမဝေးမြင့်ရွှဲမူယုတ်တော့နူယုံနွေရောက်ပြန်တော့ကေးရင်သူမရှောင်လားတခင်ကျွတ်ထံရွက်ခင်ချာ လူရခင် तू မပိုင်မပီးလလာစီလူထောဘတွေလေ तू မစားရပါ ကောင်းယူနေမြပြင်ကလေးသာသူရေဝန်းစားအရွယ်ဦးလို့ဆရာထုံးပြီးဒီချိန်ကအပီဦးတော်တီနွားကလေးဦးမြန်းတော်ဤသမင်းဝိုင်းအလေးစီမဤနခွင့်မြာ ပေးမြအိုတော့ထင်းပြသုံးညဟုတ်ကဲ့နွားမြအိုလာတော့ဟင်းနဲ့ဟုတ်ကဲ့အခုဆူလာတာလည်းမေးတော့ကျွန်တော်တို့ခေကြီးလိုက်ပါနတ်သက်ယုံနေပေါ်မှာပေါ်ဟုတ်ကဲ့အတပေးကြီးစားကျင်တာတော့ပေါ်မှာပေါ်ဟုတ်ကဲ့ရှိတော့ကတော့ဒီလို ဟုတ်ပါဘူးလေနွားမြ အိုးလာလို့ခိုင်းမရရင်နဲ့သက်ယုံလည်းမရောဘူးတဲ့ဘယ်လိုပြပါလဲအိမ်မာတင်မဲ့ကြွေးမြူတဲ့သူပတာသူသေးသွားရင်တေးကိုခွာတေးဖြစ်နိုင်ပြန်လေကဂျေသူဆက်တယ်အဲ့ဒီကြမှာသူအသားကိုစားကြဟုတ်ကျွန်တော်တို့ခေကြတော့မတူတော့နည်းနည်းပေကက်ကက်လောက်တာနဲ့ရောင်းမဲ့တာကြံထားတော့ဟုတ်ကဲ့ဗျဟုတ်လားဟုတ်ကဲ့အသက်ကြီးလို့ခိုင်းမကောင်းရင်သားနဲ့သက်သမလက်တဲ့ရောင်းလိုက်မှာအဲ့တော့ဟုတ်ပြီတဲ့ကိုဝမ်းမို့ကျွတ်သားပေါ်လေးခမရရဲ့ နွားများသည်တတတသမလက်ထဲရောက်လို့တတသမကခြိတိုင်ကားသည်ဒီနွားကြီးဆွဲသွားတဲ့အခါမှာနွားများသည်ခြိတိုင်ကိုပြန်ခါလက်ဟုတ်ကဲ့ညည်ကြရတဲ့တည်းအော်သူတို့ဒီမှာကြောက်လို့ရှိမှာပေါ့ရွာသားရဲ့ဘယ်ဟုတ်လေမလို့ကွာမသိရှိပါခမနွားများညည်ကြတဲ့အကြောင်းတရားကအော်ငါမရှိတဲ့နောက်ငါတခဲအတွက်ငါလူဘသူကများ ထွန်ရဲ့စိတ်ပြုပေးမှာပါလေလို့ဟုတ်ကဲ့တခိအတော်ဝမ်းနေပြီမျက်ရည်ကြာကြည်ဟုတ်ကဲ့ဒါကျွန်တော်စကားမဟုတ်ဘူးနော်ဟုတ်ကဲ့ဆရာတော်ဘုရားမြတ်လေးရေးသားခဲ့ကြရေးခဲ့ကြလေဒီဆရာတော်ဘုရားကြီးဆန်လင်းဆရာတော်ဘုရားကြီးတို့ဟုတ်နွားမြေတားစာလို့အမျိုးမျိုးရေးသားခဲ့ကြရေးသားပေါ့လေဒီဆရာတော်ဘုရားရေးထားတာတောင်ရှိသေးပါပါလေနွားရိဘက်ကနေရက်တည်ပြီးတော့ဟုတ်ကဲ့လူရီကိုပြောတဲ့ဟန်နဲ့ရေးထားတာဟုတ် သူတို့ပေးသူတို့ပို့တတွေလုံးသူတို့ခိုင်းမစုံတို့တွေမခုံးမမိဟုံးဟုံးထမတတ်တို့လုံးကတို့စွန့်ရင်တို့အပင်မန်းခံနိုင်လို့သူတို့မဆူကြောင်းကြီးတွေစောက်ဖရားတွေတဲတတိုင်းလုံးကြွေကြသည်အနေမှာဘာသူကျေးသူအရင်ခံလဲဟုအထင်လင်းသိပါလျက်ကင်းနဲ့တတိပင်မပေါ်ကျေးသူကိုမမျော်ပဲ တို့အတာတို့အသေးတို့အစီတရွယ်ရွယ်ကိုထမင်းပွဲအလေ အနှင်းသားတဲပြီးလေ စားကြသည်အနေမှာမိန်နိုင်ပေသူတို့ကိုညိုရက်ပေသူကတွန်းတို့လုံးသည်ထမင်းကို တို့အတာဟင်းလျာနဲ့စားကြတယ်ဖြစ်ခနဲ့အသေးများ နာလိုက်ပါပြီညာတကာတသိမ်း မိတ်ဆွေအရင်ဒီလိုရေးထားတာရှိဟုတ်ပြီနော်ဟုတ်ပါဗျာကေတာမင်းရေမင်းတို့ကဒီလိုပြောနေလို့မင်းတို့ကရှောင်းသလားမင်းကျန်တဲ့လူတို့မပြောဘူးတိမ့်တော်အမေသားရှောင်းနေတာ16နှစ်မှကတော့ဟုတ်ကဲ့ဗျာဒါပြည့်မင်းမစားလို့ဒီလိုတီးတာပါဒီလိုလည်းမဟုတ်ပြန်ပါဟုတ်ကဲ့ပြိတ္တများပေါ်မှာဇေယျလှုပ်ခြင်းမဟုတ်ပါကျွန်တော်တယောက်မစားတဲ့အတွက်ကြောင့်အသားလေးတစ်ဖက်ရော့ရော့ ဟင်းလေးတစ်ခွက်ရော့ရော့ဒီသဘောတရားနဲ့မစားတာနောက်ပြီးတော့တောင်းတလေသမားဥကြီးများကဲ့သို့ပါပဲကျွန်တော်တို့စိုက်အမှုပညာရှင်တွေသည်တည့်ရပြည့်စည်မမနွားနဲ့ပတ်သက်တာဒီနေကြည်သွားကြဟုတ်ကဲ့ဒါကြောင့်ဒါကြောင့်အပေများအိုးလာတော့ထင်းအဖြစ်သုံးကြတယ်လို့နွားများအိုးလာတော့ဟင်းအဖြစ်သုံးနေကြတာဒါကြောင့်ဒါကြောင့်လေပဲစာရေးဆရာကထမင်းဝိုင်းအလေကဟင်းတစ်ခွက်လို့ ရိသတ်တွေဒီလိုရေးသားခဲ့တာဟုတ်ကဲ့ခမကဲနားထောင်ကြည့်အောင်ဗျာဟုတ်ကဲ့ခမသမင်းဝိုင်းအလေကခင်းတကွာရှင်စဘာအဲ့အပြည့်နဲ့နှုတ်ပြစဉ်အခါထွန်းတို့

လူရခိုင်သူမပိုင်မပီးတလောက်ပါသူမဆိုင်ရပါ ကောင်းယူနေမြပင်ကလေးသာသူရေဝန်းစားအရွယ်ဦးလူဆရာထုံးမိဒီချိန်ကားအပင်ဦးတော်ထီးနွားကလေးဦးပြန်တော်ဟီးထမင်းဝိုင်းအလဲစီမှာဟီးနှခွက်ညာ တဲ့ငုတ်သူပြီးမြည်နေ